ားလုံးမင်္ဂလာပါခင်ဗျာရေဝရှမ်းလေးမှာပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့ဒီဇင်ဘာ6ရက်နေ့မှာကျွန်မိသားစုဝင်တွေမနေ့ကကျွန်တော်ငှက်ခင်အနက်ပစင်းခင်အနက်နေကျွန်တော်တို့ရနေတယ်လို့ကျွန်တော်ပြောခဲ့ပြီးပြီကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့ဒီနေ့မှာကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်အတူတူဆွေးနွေးဖော်ပြပေးသွားမှာက MI 70 Say Yes ရင်ငှက်ခင်နဲ့အတူ viewer မှု event ဘုံမှုဘုံချုပ်တွေမပါပေါ်သွားတဲ့အကြောင်းကိုဖော်ပြပေးချင်တာဗျာ ဘလို့အကြောင်းအရာကြောင့်အလောက်တောင်တိကျသွားတာလဲ KNLA အကြံပစစ်ခွတ်တက်ကမိကုန်းနေထုတ်နေတဲ့သူတို့အချင်းချင်းဖမ်းလာလဲအခုအကောင့်တရာကျော်သွားပြီကျွန်တော်ရဲ့မိသားစုဝင်တို့ကလေးများလို့ပေါ့ဗျာအဲ့မင်းတို့ပုံမင်းတို့ဖုန်းနေပေးမင်းတို့ဖုန်းနေပေးမင်းတို့စစ်မယ်ဆိုတာမျိုးပေါ့နော်ဒီလိုမျိုးလုံးရက်မျိုးကိုကဲနီကဲနဲ့လေလုတ်ပြခဲ့တာနှစ်ခါရှိသွားပြီအရန်ကိုတိကျလွန်းတယ်ဘာကြောင့်လဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဖော်ပြပေးမှာပြီးတော့ကျွန်တော်တို့ KNU ကဒီနေ့ထုတ်ပြန်ချက်ကိုကျွန်တော်မိသားစုဝင်တွေ အဲတွေ့ပြီးပြီလို့တော့ကျွန်တော်ယူဆတယ်အဲ့ဒါကကျွန်တော်တို့ကြားဖြတ် online လိန်လေတဲ့ gain တွေနဲ့ပတ်သက်ပြီးတော့အရန်ကိုရှုပ်ထွေးလွန်းတဲ့အတွက် KNU ဟာ KNL လက်ထဲကိုအနှင်းလိုက်ပါတယ်ဆိုတော့ပုံမှန်တိုင်းဒီဇင်းထုတ်ပြန်ချက်လေးကိုကြည့်မယ်ဆိုရင်တော့ဘာမှမဟုတ်လို့ပဲခန်းစားရမှာကျွန်တော်ကကရင်ပါကညောတွေဘလို့အလုပ်လုပ်လဲဆိုတာကိုကြောချမ်းကျင်စရာဖြစ်အောင်ကိုပြောမှပြား ကျွန်တော်မိုးကုတ်နဲ့ပတ်သက်ပြီးတော့သတင်းလေးလည်းရှိပါတယ်။၃ရက်အတွင်းမှအကျန်းဖက်စစ်ခွေးအတွက် TNL ရဲ့အကာအဝေးယူပြီးတော့ထဲထဲအထိဝင်သွားတာတောင်မှကျွန်တော်တို့အညာသားတွေနဲ့ NUG မျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျုံးတာခံလိုက်ရတဲ့အပြင်၃ရက်အတွင်းမှာပဲစကန်ကုန်းတစ်ခု ဆိုးအောက်သွားတယ်မနေ့ကလည်းကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်ဒီနေ့အသေးစိတ်ကျွန်တော်တို့အတူတူဆွေးနွေးကြမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရင်ကြည့်ရှုကျွန်တော်မိသားစုဝင်တဦးချင်းစတန်ကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ရေရေပေါ်ရှန်လေး official telegram channel အသစ်ဖွင့်ထားပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအရင်တိုင်းပဲကျွန်တော်တို့အတူတူဝင်းရင်ရင်နဲ့ရှေ့ကိုဆက်ဖို့အတွက်ကျွန်တော် channel အဟောင်းကအဆင်မပြေပါဘူးအဲ့ဒီ channel ဟောင်းမှာလည်းကျွန်တော်ရဲ့ Telegram channel အစ်စ်ကိုလည်း link ချထားပါတယ်ကျွန်တော်မိသားစုဝင်တွေအရင်တိုင်းပဲကျွန်တော်တို့အာဆွန်နီတိုင်ပင်ဖို့ကျွန်တော်ရဲ့ channel ကို join ဖို့လဲကျွန်တော်ဒီကနေပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ဗျာဟုတ်ပြီပစင်ကင်းတဲ့တွေရနေတယ်ကျွန်တော်မိသားစုဝင်တွေဆိုတော့ပစင်ကင်းတဲ့ညက်ကင်းတဲ့ဘယ်ရောက်လို့ကင်းနေလဲတော့မသိဘူးကျွန်တော်ရဲ့မိသားစုဒါမနည်းကတော့ကျွန်တော်ဖော်ပြခဲ့ပြီးသွားပြီ ဒီနေ့မှာတော့အကင်ခံလိုက်ရပြီအကင်ခံလိုက်ရတဲ့အပြင် A1 အဆင့်ရှိဘိုးချုပ်ကြီးပါပါသွားတဲ့အတွက်ဟိုဘက်ရွက်ကောက်ကကောင်းတယ်တော်တော်လေးကိုလောင်မြိုက်သွားတယ်ကျွန်တော်ရဲ့မိသားစုရင်လေကျွန်တော်ပြောမိသား KNU ဒီလိုမျိုးလုံးရမျိုးဒီလိုမျိုးတိကျတဲ့ပြခတ်မှုမျိုးကို ဖော်ဆောင်ခဲ့တာနှစ်ကြိမ်ရှိသွားပြီဟိုဘက်ရွက်ကောက်ကကောင်းတယ်ကတော့အာဒါတော့ဖဲတီကတော့သတင်းပေးတာ ဒီဖြဲသီးကိုရှာမရမယ်အဲ့တော့ဒါနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့သူတွေအကုန်လုံးသူတို့တပ်ပင်းထဲမှာရှိတဲ့ခလေးရောခွေးရောအကုန်ဖမ်းလာတော့ကျောင်းရမိသားစုအကုန်ဖမ်းပြီးတော့အခုရောက်၁၀၀ကျော်ဖုန်းတွေရဲ့အချက်လက်တွေပါလိုက်စင်တယ်ကျွန်တော်ပြောတာလှုပ်ရှုပ်တယ်ဖုန်းစစ်မနေနဲ့စစ်မနေနဲ့ကဲနူဘလူးလို့လို့လဲဆိုတာကျွန်တော်တို့ခေါင်းခေါင်းသိပါတယ်ဟုတ်ပြီဒီကြောင်းလေးကိုကျွန်တော်မဖော်ပြခင်မှာကျောင်းရမိသားစုဝင်တွေကို ဒါမုတ်ကုတ်မုံမိတ်စစ်ဒေတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနီးကကြီးကျက်ဆောင်ရွက်နေတယ်လို့ KNU ကာကွယ်ရေးကနေပြီးတော့ထုတ်ပြန်ကြေညာလိုက်တယ်အဲ့ဒီထုတ်ပြန်ကြေညာချက်နဲ့အတူမုတ်ကုတ်မုံမိတ်မှာရှိတဲ့ဂျမ်ဘက်စစ်ခွေးတက်တွေဇော်မဲလုံးတကောင်ဖင်ထောင်ပြီးတော့အော်နေရလောက်အောင်ကို TNLA မင်းတော်တာဝန်ယူတာဝန်ခံပေးရမယ်နော်ဒီကိစ္စကမရိုးသားဘူးလို့ပြောရလောက်အောင်ထီကိုဆိုးဆိုးဝါးဝါးစုတ်ပြတ်တက်သွားပါလေကျွန်တော်ရဲ့မိသားစုဝင်တွေ တို့ရေပုံမလောက်ဖြစ်နေတဲ့အခြေအနေပြင်၃ရက်အတွင်းမှာစကန်ကုန်းတစ်ခုကိုပါတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးညညာချက်လဲထုတ်ဖော်ပြီးဖြစ်ပါတယ်ဆရာရီတိုက်ပွဲမှာကျွန်တော်တို့အညာသားကြီးတွေထပ်ပြီးတော့ပါနေပြန်ရောဗျကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေနဲ့တူကျွန်တော်တို့ရဲ့အညာသားတွေလည်းပဲပါဝင်ဆင်နွှဲနေတာဖြစ်ပါတယ်အညာဟာဒီနိုင်ငံရဲ့အရေးကြီးဆုံးသောဒေသဖြစ်လို့ အရေးပါဆုံးသောသူတွေလည်းဖြစ်ပါတယ်။ဘာစစ်ယူနီဖောင်းမှမရှိဘဲနဲ့ပထမအစိုးကွင်းတိုင်းပြီးတော့စစ်တိုက်ခဲ့တာကျွန်တော်တို့နိုင်ငံအတွင်းမှာကျွန်တော်တို့အညာသားတွေပဲရှိတယ်ဗျာ။ဘာ equipment မှမရှိဘူး။ရိုးသားလုံးနဲ့အညာသားသွေးရဲလုံးနဲ့အညာသားဘာမှမရှိခင်ရှိရတဲ့တက်ပြီးတော့ခုတ်တဲ့အညာသားအညာသားတွေကိုကျွန်တော်ပြောနေတာကျွန်တော်အညာသားတွေကျွန်တော်စကမ်းမှာအများကြီးရှိတယ် ကျွန်တော်စကန်တစ်ခုလုံးကိုအညာသားတွေစောက်ပေးခဲ့တယ်လို့တော့ပြောလို့ရတယ်ဗျာဟာဝါပညာတွေပြီးတော့တစ်ပညာတွေတော်တော်ကျွမ်းတယ်သူတို့ကျွန်တော်သတိရပါသေးတယ်အခုအကျော့စကန်ရဲ့မှာရှိတယ်အညာသားအချို့ကလက်ရှိမိုးကုတ်မှာလည်းတာဝန်ထမ်းဆောင်နေတယ်ပြီးတော့ K I A K P D F မှာလည်းတာဝန်ထမ်းဆောင်နေကြပါတယ်လို့ကျွန်တော်မိသားစုတွေကိုဒါဝမ်းမြောက်ဖွယ်ကျွန်တော်ဖော်ပြနေခြင်းဖြစ်ပါတယ်ဗျာဒါကြောင့်အညာသားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် ပို့ပြီးတည့်ရပေါ့ဗျာတို့ရဲ့လုပ်အားတွေတို့ရဲ့စူးစမ်းမှုတွေတို့ရဲ့ယူသားမှုတွေဟုတ်ပြီကျွန်တော်မမမမတက်ပတ်တက်ပြီးကျွန်တော်မိသားစုဝင်နေအကြောင်းတွေထပ်နေပါပြီဆိုတော့ TNL လေးစုတ်ခွာပြီးတဲ့နောက်ပါအဲ့ဒီ data ရဲ့စည်ရအခြေအနေတွေတရက်လုံးကိုအဲ့ဒီမှာရှိတယ်ကျွန်တော်တို့ကာဝေးဝင်ကြီးဌာနနဲ့အတူကျွန်တော်ရဲ့ရွှေညာသားကြီးတွေပြီးတော့အခြားသောတရင်တက်ဖွဲ့တွေအများအပြားကတာဝန်ယူဆောင်ရွက်နေသလို NUG မြို့သားကာဝေး တပ်ဖွဲ့ဝင်တွေကလည်းပဲအဲ့ဒီမှာအနီးကပ်စီစဉ်ညွှန်ကြားနေတာဖြစ်ပါတယ်ဒီကနေ့ NUG ရဲ့ထုတ်ပြန်ကြေညာချက်ပြီး MOD ရဲ့ထုတ်ပြန်ကြေညာချက်ကိုဟိုဘက်ကကွက်ကကောင်တွေကြားတွေ့သွားပြီးပြီဆိုတော့တော်တော်လေးကိုအသေးခိုက်နေလောက်ပြီဘာကြောင့်လဲဆိုတော့ NUG လောက်ခံဒီကောင်တွေကိုအလော်ခံလိုက်တယ်အစော်ခံလိုက်ရတယ်ဆိုရင်ဒီကောင်တွေတော်တော်ကိုစိုးစိုးဝါးတွေတုံ့ပြန်တတ်တယ် ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ဒီသတင်းလေးကိုဖော်ပြပေးနေတာကကျွန်တော်တို့ဒီရက်ပိုင်းလေးအတွင်းမှာပဲဗောနော်တိုက်ပွဲကြီးငယ်ကျွန်တော်တို့အချိန်ပေါင်း၉ကြိမ်ကျွန်တော်တို့ဖြစ်ပွားခဲ့ပြီးတော့အချမ်းဖက်စစ်ခွေးတက်ရဲ့စကန်ကုန်းတစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အခြေအနေတွေကိုကျွန်တော်မိသားစုဝင်တွေဖော်ပြခဲ့သလိုမန်လေးမှာလည်းပဲကျွန်တော်တို့ဒါဒေါက်တာတေဇာဆန်းဦးဆောင်ပြီးတော့ကျွန်တော်တို့ရဲဘော်ရဲဘက်တွေအာကျွန်တော်တို့ဟိုဘက်ကတကယ့်ကိုအဲထိတ်လန့် အံ့ဩပြီးတော့ဘယ်ရက်ကတခုလုံးမှပြပြတလဲဖြစ်သွားဟာမန်လေးအထီဝင်ပြီးတော့နောက်ပြီးတော့ဈေးကြိုတဲ့အထီဝင်ပြီးတော့ဆန္ဒပြသွားတယ်အဲ့ဒီဆန္ဒပြ debate ဆင်နေသွားတဲ့ကိစ္စကိုမန်လေးမှာရှိတဲ့သူတွေကတာဝန်ယူတာဝန်ခံမှုလောက်ကြမှာလားဒါမှမဟုတ်ကိုယ့်ရဲ့ဉာဏ်ဖြင့်မှုအတွက်ယာရုကနေပြီးတော့ကိုယ့်အံကိုအလိုက်သိင်ဖတ်သွားကြမှာလားစသည်အားဖြင့်မိကုံပြိုးစုံတွေမင်းနေကြစေဖြစ်ပါတယ်ဗျဟုတ်ပြီဒါကတော့ကျွန်တော်က လက်ရှိကျွန်တော်တို့မုတ်ကုတ်မုတ်ပိတ်နဲ့ပတ်သက်ပြီးတော့လဲကျွန်တော်ရဲ့ရွှေညာသားကြီးတွေကျွန်တော်အညာတရင်တွေကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေအတူတူပူးရဲပြီးတော့လှုပ်ဆောင်နေကြတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်မိသားစုဝင်တွေကိုကို user ဖော်ပြနေခြင်းဖြစ်တယ်ပြီးတော့ KNU ကကြာမြင့်ကိစ္စနဲ့ပတ်သက်ပြီးတော့ KNL လက်တွင်းကိုစာပါထုတ်ပြီးတော့ဝါကွက်အပ်လိုက်တယ်ဆိုတာမျိုးကိုကျွန်တော်ရဲ့မိသားစုမျိုးထပ်ပြီးတော့ဖော်ပြပေးခြင်းနဲ့ဗျဘာဖြစ်လာနိုင်လဲဆိုတာပါကြပြန်နဲ့ပတ်သက်ပြီးတော့ ရန်ကိုတကောင်နေကြောက်သွားတယ်။ကဲနီဘာမှမပြောဘူးဒီတိုင်းပဲကဲနီလက်ပိုက်ပြီးတော့ကြည်တယ်။အာ BGF ကောင်းကောင်းနေတယောက်ပြီးတယောက်ဒီကြောက်ပြန်နေကျွန်တော်တို့မသိပါဘူးကျွန်တော်တို့မသိပါဘူး DGP ကလည်းတယောက်ပြီးတယောက်အာကျွန်တော်တို့မသိပါဘူးကျွန်တော်တို့ကတော့ဘလို့ပါညာကျွန်တော်အမြဲတမ်းပြောတယ်ဒါတွေကလိန်ညာလို့ရတဲ့ကိစ္စလည်းမဟုတ်လိန်ညာလို့ကောင်းတဲ့ကိစ္စလည်းမဟုတ်ဘူး ပြီးတော့ခု KNU ကထိတ်ချုပ်လိုက်တဲ့ကျွန်တော်မေလပံမှာရှိတဲ့အကြံဖက်စစ်ခွေးတက်ပရိတေထားတဲ့ကြားဖြန့်အဲ့ဒီဝင်းကြီးကိုလည်းပဲလက်ရှိကြားဖက်စစ်ခွေးတက်ကနေပြီးတော့တော့ဘုံနေနဲ့လာပြီးတော့ဘုံကျဲတာတွေပြီးတော့လက်နဲ့ကြည့်နေဘုံကျဲတာတွေလည်းဇက်တိုက်ဖြစ်ပေါ်နေတယ်အဲ့ဒီတက်ခိုက်မှုတွေမလာကပြစ်လိုက်တဲ့လက်နဲ့ကြည့်လက်နဲ့ဆန်တွေကထိုင်းအထိကြောက်ပြီးတော့ထိုင်းနိုင်ငံသားတွေပါအပြင်းအထန်ထိခိုက်ဒဏ်ရရှိတယ်ကျွန်တော်အိမ်တွေပါပျက်စီးသွားတဲ့အခါမှာထိုင်းနိုင်ငံကလည်းဒီနေ့ထုတ်ပြန်ကြေညာလိုက်တယ် တိမခံနိုင်တော့ဘူးเนาะတဲ့မရောက်လေရမ်းကြောက်နေပြီကျွန်တော်ရဲ့မိသားစုဝင်တွေငကိုယ်ကက KNU KNN လေ KNDO ကိုတေကြောက်တာယာဇဝင်လည်းရှိခဲ့တာဟုတ်ဗျအခုဂျာပြန်နဲ့ပတ်သက်ပြီးတော့ KNL လက်တွင်းကိုအနိုင်လိုက်ပြီးဆိုတော့ကရင်ပကညောတွေဘလို့အဆုံးတက်ပြီးပါလဲဆိုတာမျိုးကျွန်တော်ရဲ့မိသားစုဝင်တွေ စိတ်ဝင်စားပြီးတင်တယ်ဗျာကင်ပကညောတွေဟာပြောက်ကြားစနစ်နဲ့ပတ်သက်ပြီးတော့ခရင်မျိုးပေါ်မှာသူတို့တွေအလွန် impotent ထူးချွန်တဲ့သူတွေဖြစ်တယ်ကျွန်တော်တို့ကျွန်တော်တို့ကိုနိုင်တော့ဘလို့မှလိုက်လို့မမိဘူးကျွန်တော်တို့နဲ့စတောင်းနေအများကြီးအမျိုးမျိုးထွက်ခဲ့ပူးတယ်ဘလို့မှကျွန်တော်တို့လိုက်မမိတာဒီအမ်ဒေါင်းထဲမှာကွန်ဒီလုံးလေးတစ်လုံးထည့်ထားတယ် ပြီးတော့ချက်ရက်လေးတော့ကဘူးလေးတစ်ဘူးပါတယ်အဲ့ရက်လေးကသူ့ရဲ့ဒါဘောင်းမီထဲမှာထည့်ထားအဲ့ဒီကွန်တီအလုံးကိုအလုံးလိုက်ငုံပြီးတော့ချက်ရက်လေးကိုဒီလိုနော်အခုနည်းနည်းလေးပေါ့ဗျာနည်းနည်းလေးအဲ့လိုမျိုးလေးတွားတက်တဲ့ပကညောတွေပြီးတော့ဘေးဒီနေရဘယ်နေရာမှာပဲဖြစ်ဖြစ်သူတို့ရဲ့ရိတ်ခါကိုသူတို့ဖန်တီးစားတော့တက်တဲ့ပကညောတွေ ဘင်းနယ်မြေမှာကင်းတွေဟာတကယ့်ကိုရှင်သိတွေပါဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတော့ကျွန်တော်မိသားစုကပြောချင်တာပါပြီးတော့ KNL ကကျွန်တော်တို့ဒါ KNL ကမွေးထုတ်ပေးလိုက်တဲ့ကင်းကွန်မန်ဒိုတွေရှိပါသေးတယ်အယမ်းမြန်တယ်ကျွန်တော်ရဲ့မိသားစုကျွန်တော်တို့ဘလို့မှလိုက်လို့မရအောင်ကျွန်တော်လိုက်ခဲ့ပြီးပြီအချိန်မှန်များစွာပေါက်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 လမ်းလျှောက်တာအစားမတူဘူးတောင်တက်တောင်ဆင်း အရန်ကိုမြန်တာကျွန်တော်တို့ဘလို့မမြအောင်နေပါဦးနေပါဦးတီးလို့နေပါဦးခဏနေပါဦးဘလို့မလိုက်လို့မရအောင်ဆိုတော့လက်ရှိဒီရှုပ်ထွေးလုံးတဲ့ကိစ္စရပ်တွေမှာကျွန်တော်တို့ KNLA ရဲ့ဒါလက်ထွင်းတွေကိုအနှင်းလိုက်တယ်ဆိုတော့ထုတ်ပြန်ကြေညာချက်ပြီးမှမလာနဲ့အပေါင်းပါတစ်တိုက်ဂျာဖျန်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ကောင်တွေသူတို့ဘွားစသိမ့်ပြီလို့လားမှတ်လိုက်တော့တခါတကြံကြံကြီကုံမှဆိုလို့ ဝါးလေးတွေနဲ့ပဲအချို့အရာလေးတွေကိုအဆုံးတတ်ရတယ်ဗျာ။နောက်မလို့အပ်တဲ့နေရာတွေမှာကျွန်တော်တို့ကတနတ်တန်မပေးတတ်ကြဘူး။ဆိုတော့ဒါလေးတွေလည်းကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ဖော်ပြခဲ့ဘူးပါတယ်။ပကညောတွေတကယ်ကြမ်းပြီဆိုရင်တော့မင်းအောင်လှိုင်တဲ့အပေါင်းပါတိုက်ကတော့ငရဲပြီကိုတာကိုတွင်းကိုတော်ကြိုတာတူထားလိုက်လို့ကျွန်တော်ပြောချင်ပါတယ်။နားမလည်ဘူးတရုတ်တွေပါနားမလည်ဘူးမာဘာရင်းညာတွေသူတို့နားမလည်ဘူးသူတို့နားမလည်ဘူးသူတို့နားလည်တာက ဒါကိုကျုံးမယ်ဆိုရင်တော့အပြတ်သားကျုံးမှာဖြစ်ပါတယ်ဆိုတော့ညီပိုင်မစစ်နိုင်နေဆိုတဲ့စကားကိုလည်းကျွန်တော် ပြောခဲ့ပူတယ်ဆိုတော့အဲ့ဒီမှာလက်ရှိအခြေအနေတွေမှာလည်းပဲကျွန်တော်တို့ DKBA အောက်မှာရှိနေတဲ့အအခွင့်အူးကံလူဒန်းစာအခြေအနေတွေပြီးတော့ကျွန်တော်တို့ PC အောက်မှာဗောနော်ရောက်နေကြတဲ့အခွင့်ဒူးခံလူဒန်းစားအခြေအနေတွေတော်လိုင်းရေးလည်းမဟုတ်ဘာမှလည်းမဟုတ်ဘိုးလိုလိုဒီလိုလုံနေတဲ့ကောင်တွေအခုချိန်မှာလည်းတဖွဲဖွဲနဲ့ KNU ဘက်ကိုရောက်သွားတဲ့အခြေအနေတွေရှိတယ် ီးတော့အตาရသူအောင်တတိစိတ်ထွက်သွားတဲ့သူတွေလည်းရှိကြပါတယ်ဆိုတော့ကဲနဲ့လေလက်တွဲကိုထက်လိုက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့မိသားစုတွေကျွန်တော်ပြောချင်တာကတော့ဒီကောင်လေးစမုံတုံးပြီလို့ပဲကျွန်တော်ပြောချင်ပါတယ်ဟုတ်ပြီကျွန်တော်ဒီနေ့အဓိကတင်ပြချင်တာကတော့ပစင်းရင်ကွဲတွေငုံနေကြတဲ့ကြားတော့ကြားတယ်မမြင်နိုင်တဲ့ဆိုတဲ့တချင်းလေးလိုမျိုးပေါ့နော်ကျွန်တော်ကမကြောက်ဘူးကြာကျွန်တော်ရဲ့မိသားစုဝင်လေးကိုအဲအချင်းလေးတွေဆိုတာဆိုပြတတ်ပါတယ် အဲကျွန်တော်တန်တော့မကောင်းဘူးဗောလုံးဂီတစာစုစတော့လေဟုတ်ပြီဂီတကိုစလို့စုတော့ပြောတာပါဆိုတော့ချိုင်းမိသားစုရင်လေအီဝန်ပုံမူကြီးအောင်မြတ်မိုးနဲ့အဖွဲရဟတ်ရင်ကချပြီးတဲ့အချိန်မှာ KNU ကကော်တီကြီးတိုက်ခိုက်ချိန်မုံတုတ်တင်လိုက်တဲ့ဖြစ်ရကြီးကကျွန်တော်မိသားစုရင်လေ surprise ဆိုတော့ဟိုဘက်ကကိုကကောင်းနေကတော့ဒီဖြစ်ဖြစ်ကိုတို့လုံးဝလက်မခံနိုင်ဘူးတို့ကတော့ပြောတာအာလောက်လက်မခံနိုင်ဘူးဒါဖျဲသီးပဲ ခဲ့သည်ပဲဒါကြောင့်လည်းပဲအဲ့ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာအခုအကောင့်တရာကျော်သွားပြီကလေးရောခွေးရောအကုန်ဖမ်းတာကျွန်တော်မိသားစုဝင်တယ်ဟုတ်ပြီအရင်ဦးဆုံးကျွန်တော်တို့ KNU ဒါထုတ်ဖော်ပြောဆိုချက်ကိုကျွန်တော်မိသားစုအရင်ဆုံးဖော်ပြပေးခြင်းနဲ့ကင်မျိုးသားအစည်းအရုံး KNU တက်မှာငါဖောက်ပုံခဲကိုထောက်ပို့လာတဲ့အကြံဖက်စစ်ခွေးတဲ့ရရင်တစီကို KNL ပူပေါင်းတပ်ဖွဲ့ဝင်တွေကဝိုင်းဝန်းပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတော့အဲ့ဒီ အနီးမှာအကြဖက်စစ်ခွေးတက်ကကောင်တွေအထိကိုက်သိဆုံးမှုတွေရှိခဲ့တယ်လို့ကင်းသူတက်မှာငါပြောရေးဆိုဝင်ရှိတဲ့သူကထုတ်ပေါ်ပြောဆိုလာတာဖြစ်ပါတယ်ကင်းသူတက်မှာငါနဲ့ကင်းသူတက်မဟာ၃အဆက်ဘောဆက်ကိုစကန်ကိုအကြဖက်စစ်ခွေးတက်ရဟရင်ကထုတ်ပေါ်လာကူခြင်းဖြစ်တယ်လို့သူရဲ့ဖော်ပြချက်မှာတွေ့ရတယ်အဲ့ဒီစင်းရံရုံကင်မျိုးသားလွတ်မြောက်ရေးတက်မလို့ KNL ပူပေါင်းတက်ဖွဲ့ဝင်တွေကလက်နက် ကြီးတွေနဲ့တွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ဒိုင်းရိုက်ထိမှန်တဲ့အခြေအနေတွေလည်းရှိသလိုရဲရင်အနည်းမှအကြံဖက်စစ်ခွေးတက်ကကောင်းနေထိမှန်သေဆုံးခဲ့တာဖြစ်ပါတယ်ရဲရင်ကိုဖြစ်ပါတယ်ဆိုတော့ရဲရင်ကိုတက်တယ်လीမထိပေမဲ့ဘေးနားကိုတော့ချော်ပြီးတော့ထိသွားတယ်တဲ့ KNU တက်မှငါကဒါကျေးဇူးငင်ရဒုဗိုလ်မှူးကြီးစောက်ကလက်တို့ကပြောဆိုခဲ့တာဖြစ်ပါတယ်။ကရင်နေထုတ်ပြန်ကြေညာချက်ကိုကြည့်မယ်ဆိုရင်တော့ စကားတွေအများကြီးမပြောဘူးဗျာတို့တွေတူတူပဲတူတူနဲ့လူရင်းပဲပြောတတ်တယ်တို့ဘောနော်တစ်လိုက်တယ်ဗျာဒိုင်ကြီးမထိသွားတော့ဒိုင်ကြီးထိသွားရင်တော့ပွဲကပြတ်သွားပြီဗျာဆိုရင်ဒါပေမဲ့လည်းအဲ့ဒီအနောက်ကျသွားတဲ့ချိန်မှာအဲ့ဒီရဲ့ဒါလည်းနဲ့ကြီးပောက်ကွဲမှုတွေအကြောင်းပဲပြောင်မှုပါဝင်အကြပ်စစ်ခွေးတက်ကတခွဲမှုဒုခွဲမှုစေးတာဝန်ခံစတဲ့အရာရှိတွေအပါအဝင်စတဲ့ဦးထိုက်တန်ရရှိခဲ့တယ်လို့သူရဲ့ပြောထုတ်ပေါ်ပြောဆိုချက်တွေမှာကျွန်တော်တို့တွေ့ရတယ် တည်ဆုံးသွားတဲ့သူ viewer မူးဆိုတဲ့သူကတဲ့ဒုတိယဘုံမူကြီးအောင်မြတ်မိုးဖြစ်တယ်လို့ကျွန်တော်တို့သိရှိထားရတယ်ရဲရင်ကိုတော့အစနာတွေရဲရင်ကိုတော့ထိခိုက်တာတွေနဲ့ပတ်သက်ပြီးတော့အဝေးကဖြစ်တဲ့အတွက်ပေါ့နော်အဘာမှသူတို့ရပြောဆိုချက်မှမတွေ့ရဘူးရဲရင်နာမှာရှိတဲ့လုံချုံရေးယူထားတဲ့တပ်ဖွဲ့နဲ့ရဲရင်အစင်းကိုလာကြည့်တဲ့ view ဟာမှုပါသွားတာဖြစ်ပါလေဘယ်လိုပါသွားရလဲဆိုတော့ငရေပြီကိုပါဆိုတော့မตาပေါ်ပြီးတော့ တခွဲမှုနှစ်កောင်ဒုခွဲမှုတကောင် စေးတာဝန်ငံတကောင်လည်းပဲဆက်ငင်ဆက်ငင်ဖြစ်သွားတယ်လို့ကျွန်တော်ကြတိထားရတယ်စုစုပေါင်းကတော့ထုတ်ပေါ်ပြောဆိုချက်မှာဆက်တကောင်ဆက်ငင်ဆက်ငင်ဖြစ်သွားပါတယ်လို့ဒုတိယဘုံမူကြီးစော့ကလက်တို့ကပြောဆိုထားတာဖြစ်ပါတယ်ဘောကက်ဆိုစကန်ကတက်မာ၃ညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်တက်မာ၅ဖောက်ပုံခရိုင်ကျွန်တော်တို့လူသောမြို့နယ်ကိုဆက်ဆက်ထားတဲ့ကြောက်ကြီးမူတဲ့ ဘောဆဲကိုလမ်းမပေါ်မှာရှိတယ်ဘောဆဲကိုခြေရအနီးမှာတည်ရှိပြီးတော့ဒါစီးရဲတွဲအချမ်းပတ်စစ်ခွတ်တဲ့ထောက်ပို့လုပ်ငန်းတွေမှာအင်မတန်အလွန်ရေးပါတဲ့တက်စကန်တစ်ခုဖြစ်ပါတယ်ဒါကကျွန်တော်တို့ဘောဆဲကိုစကန်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်မိသားစုနဲ့ဘယ်လောက်ထိရေးပါတဲ့ထောက်ပို့စကန်တစ်ခုဖြစ်တဲ့အကြောင်းပြီးတော့ကရင်တွေရဲ့ထုတ်ပြန်ကြေညာချက်ဟာရှင်းရှင်းလင်းလင်းပဲထုတ်ဖော်ပြောဆိုတတ်တဲ့အခြေအနေလေးတွေကိုကျွန်တော်ကသူတို့ရဲ့ဖော်ပြချက်နဲ့အတူကျွန်တော်မိသားစုနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်ဒီသတင်းနဲ့ဆက်ဆက်ပြီးတော့က ဒီနေ့ကတော့ share ပဲเนาะကျွန်တော်ရမိသားစုနေစတိုင်ငုံနေရပြီပြောသတင်းကောင်းတွေကြားဖို့လည်းရှိပါသေးတယ်လို့ကျွန်တော်မိသားစုတွေကျွန်တော်အတိပေးခဲ့တာရှိတယ်ကျွန်တော်ရဲ့ Telegram မှာကျွန်တော်တိုတိုလေးသတင်းပေးထားတယ်ကျွန်တော်ရဲ့မိသားစုတွေမကြည့်ရသေးတဲ့သူတွေကျွန်တော်ရဲ့ Telegram ကို join ပြီးတော့သတိပေးပါဆိုတော့ကျွန်တော်ရဲ့အမျိုးတွေကျွန်တော်မိသားစုတွေအရင်ဆုံးကျွန်တော်ကဖောက်တယ်ချတ်တက်ပါတယ်ဗျ Telegram မှာပဲပေါ့နော်ဟုတ်ပြီကျွန်တော် ရိုင်းရင်လည်းလာချတာနေ့လယ်ပိုင်းလောက်မှလာချပေးတာအဲ့ဒါကိုသတင်းပေါက်ပြီးတော့တစ်ဖက်အဖွဲ့အစည်းကနေပြီးတော့လက်နက်ကြီးလက်နက်ငယ်60မမ drone ပုံးသီးတွေပါစုပြုံပြီးတော့ကျွေးလိုက်တဲ့အခါမှာရိုင်းရင်ပေါ်မှာပလာတဲ့ဒူးဘူမူကြီးအောင်မြတ်မိုးအပါဝင်အရာရှိ15កောင်တန်းပြီးတော့ဂိန်သွားတာလေကျွန်တော်ရဲ့မိသားစုဝင်တွေဂိန်ကသတင်းထုတ်ရင် shop ပေါက်ပြီးတော့ထုတ်ပေးတယ်နော် နောက်ဆက်တွဲသတင်းကအခုကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တစ်ဆက်တည်းပေါ်ပြနေတာ15កောင်တန်းပြီးတော့ဂိန်သွားတယ် အရန်ကိုတိကျတယ်နော်ဘယ်လောက်ထိတိကျလဲဆိုတာကိုကျွန်တော်ဆက်ပြီးတော့ဖော်ပြပေးမယ်ကျွန်တော်တို့ဓမ္မိုင်းတိုင်းစစ်ဌာနချုပ် A1 ဒုတိယဘုံဘူးကြီးအောင်မြတ်မိုးနဲ့အဖွဲရဲရင်ဘော်ကချပြီးမှတိုက်ခိုက်ခံရတာကြောင့်ねစစ်ရာရှိတွေအရာရှိငယ်အပါဝင်15ခေါင်ပွချင်းပြီးဂိန်သွားတယ်လို့အတီးပြုတ်ထားတာဖြစ်ပါတယ်ဆိုတော့ရန်ကြီးကိုကွတ်တိကြလွန်နေတယ်ကန်ယူကန်နယ်လေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ် ကျွန်တော်စောင်းမြင့်ရှေ့ဘချံအဓိကကြောင်ကြီးနယ်တွေမှာအဓိကရွေးကောက်ပွဲလုပ်ချင်တော့တဲ့ဒါတောင်ပိုင်းတိုင်းစစ်ဌာနချုပ်က A1 နဲ့ Q1 အလှည့်ချစစ်စင်ရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြတ်မိုးဟာစတောစီစီဂိမ်းမိုးအတွက်ဖြစ်သွားတာဖြစ်ပါတယ်။အဲဒီအောင်မြတ်မိုးနဲ့ဖွဲ့ဟာစစ်ကူလိုက်လာတာစစ်တောင်မကူလိုက်ကောင်သူတို့ကိုသူတို့လည်းမကဲနိုင်ပါဘူးကျွန်တော်မိသားစုဝင်နေပို့လာကလည်းစေးရရင်နဲ့ပို့ခဲ့တာပါအဲ့ဒီမှာတိုက်ခိုက်ပြီးတော့ နှစ်ပေါင်း73 on the shot အားလုံးပေါင်း15កောင်ပွဲချင်းပြီးမတာဖြစ်သွားပြီးတော့စေးမှုတကောင်လည်းပဲပွဲချင်းပြီးမတာဖြစ်သွားတာပါတိုင်းယုံစုပေါင်းဆက်ပေါင်းအဖွဲဖြစ်တယ်လို့သိရှိရတယ်စိတ်မကောင်းကြောက်ရင်မိသားစုနေအမှန်အကန်ကြီးပါတကယ်ကိုတကယ် great တွေ great တွေစုပြီးတော့အာကုညီမယ်ပေါ့နော်မင်းတို့အမငယ်နဲ့ငါတို့စကူလာတယ်ပေါ့နော်မင်းတို့အတွက်လည်းအရာရှိတွေပေါ့နော် အရာရှိတွေဘလို့တွေမိုတီတွေပေးမယ်ပေါ့ဘလို့တွေပါတွေညာတွေပေါ့စကားတော်ပြောချင်မရဘူးရဲရင်ဘောတော်ဆင်းရဲ့အချိန်မရလိုက်ဘူးဂိမ်သွားကြတာဖြစ်ပါတယ်တကယ်တည်းမှာအလောက်ထိထိတ်သီးအာအကျန်းဖက်စစ်ခွတ်တဲ့စစ်ပိုလ်ချုပ်တွေ ပြီးတော့ A1 အဆင့်တွေဗျူဟာမှုတွေပါသွားတယ်ဆိုတော့ဟိုဘက်မှာတော့မောင်းငါတော့ရှယ်စားရမှာเนาะကျွန်တော်အမိသားစုဝင်နေတရက်တည်းเนาะ15កောင်ဂိမ်းတဲ့အထဲမှာယာရှိတွေအများကြီးပါသွားတာဖြစ်တယ်ဆိုတော့ KNU ဘက်ကတော့သတင်းတိတိကျကျရပြီးတော့မှစောင့်ကြိုတိုက်ခိုက်လိုက်တဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ short light ဒုံးနဲ့ပစ်တယ်တော်တော်များများကျွန်တော်တို့ဒါထိသွားတာတွေရှိတယ်ဒါပေမဲ့တကယ်အခြေအနေတွေမှာတော့ short light ဒုံးနဲ့ပစ်တဲ့အနေအထားမျိုး ဒီကျွန်တော်တို့ထုတ်ပြီးတော့ပြစ်ခဲ့တာတွေရှိသလိုမျိုးကျွန်တော်တို့အများဆုံးဘရီဒါမိုင်းတွေနဲ့ဆွဲပြီးတော့တိုက်ခိုက်တဲ့ပုံစံမျိုးတွေပါအများကျွန်တော်တို့သုံးကြတာဖြစ်ပါတယ် KNU ကဒါသူတို့ရဲ့ပေါ့နော်စီးရေးသုံးပြတဲ့နေရာမှာနီးဟောသူတို့ရဲ့နေမြေမှာပေါ့နော်သူတို့တွေအလင်းတင့်သလိုမျိုးပုံစံမျိုးတွေနဲ့လုတ်တက်ကင်တက်ပါတယ်ဆိုတော့ဒီနေရာမှာဒါကိုတော့ဒီလိုပဲသုံးမယ်ဆိုတာမျိုးပုံသေးမဟုတ်ပဲねအစင်ပြေသလိုတွေနီးလဲမျိုးစုံသုံးပြီးတော့လဲတိုက်ခိုက်တက်ပါတယ်ဒါကြောင့်ကျွန်တော်ရှေ့မှာပြောတာပကညောတွေလက်ထဲထည့်လိုက်ပြီးဆိုရင်တော့ ျုံဝင်လာတဲ့ဗာလဲရခုကိုတဲတိဝင်ပြီးတော့ကြားဖြန့်တွေကိုနှိမ်နှင်းမယ်ဆိုတော့မာအာလာနဲ့ခွေးတတိုက်ရဲ့ဘွားကတော့စမုံတုံးပြီလို့ကျွန်တော်ပြောတာပါတမင်းစားရေတောက်ချိန်တော့ပေးမှာမဟုတ်ဘူးနော်ဟွာကောင်လေးကပြေးလဲလွတ်မှာမဟုတ်ဘူးတခုတော့ရှိတာပေါ့နော်အဲထိုင်းဘက်ကတော့အဲသူတို့တွေရေကူးပြေးမယ်ဒါပဲလုပ်လို့ရမှာအခုထိုင်းကလည်းတော်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 နှာပွနေပြီဒီကဟာကျမ်းပစစ်ခွေးတက်ကပြစ်လိုက်တဲ့လက်နဲ့ကြီးတွေကြီးတွေကဥပမာကသူတို့ရဲ့ထိုင်းနိုင်ငံသားတွေပါထိကြိုက်သွားတာလीဗျာကျွန်တော်အင်တာဆိုဝင်နေတယ် ဆိုတော့ဇော်မဲလုံးလမ်းပြီးတော့ပြောတာပေါ့အာဟိုဘစိကုသားဈေးကိုတဝက်ခံမယ်လို့ဘာလို့ညာလို့ပြောတယ်ဆိုတာလကားကျွန်တော်မိသားစုဝင်နေဟုတ်တော့ကိုလူပဲအရင်ဆုံးကိုပြန်ကုကြပါအောင်ပေါ့ဟုတ်ပြီကျွန်တော်ဒုတိယပုံမူကြီးအောင်မြင်မိုးနဲ့ပွဲစကူအဖြစ်အဲဆေးရရင်ဟိုတော်ရောတွားရောက်ပို့ဆောင်ခဲ့တယ်ဒါသတင်းပေါက်ကြားခံတိုက်ခိုက်ခံလိုက်ရတယ်ကြာဆုံးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တောင်ပိုင်းတိုင်းစစ်တပ်နာချုပ်စုဖွဲ့ပြီးတော့လက်ရှိချိန်မှာတော့စစ်ဆေးနေကြပါတယ်မေကောင်လဲကွာဖရဲတိဘသူသတင်းပေးတာလဲဆိုတော့ အဲမစင်နှုံးတဝဲလဲလဲပုံစံမျိုးပဲတရားခံကိုတော့မမိပဲနဲ့လက်ရှိအချိန်မှာအကျန်းဖက်စစ်ခွေးတက်ရဲ့အရာရှိမိသားစုဝင်တွေအပါဝင် အောက်ခြေမှာရှိတဲ့ငတ်စနူးအဝိရှော်ဂျပန်တောက်တူမေရ လုံနေရတဲ့ ငစနူမိသားစုဝင်တွေခလေးရောခွေးပါအကုန်လုံးကိုဖုံးနေပါစစ်ပြီးတော့နှုတ်ဖုံးခါပြီးတော့အချင်းချင်းဖမ်းချုပ်ထားကြတယ်စစ်ဆေးနေတယ်တရားခံကိုလည်းမမိဘူးလို့ကျွန်တော်တို့သတင်းတွေထပ်မံပြီးတော့ရရှိထားရတယ်ဆိုတော့သတင်းပေါက်ကြလို့တိုက်ခိုက်ခံရတာဖြစ်တယ်လို့သူတို့ကသတ်မှတ်ထားတာဖြစ်တယ်။ဘယ်ကသတင်းပေါက်တာလဲဘလို့ဖြစ်တာလဲလက်ရှိအချိန်မှာတိုင်းရုံးကအရာရှိတွေစစ်တပ်မိသားစုတရားကြောဖုံးတွေကိုစစ်စားအဖအတွေကို ျွန်တော်အဲ့ဒီဖုန်းတွေကိုပို့ပြီးတော့စစ်ဆေးနေတာမျိုးတွေဖန်ဆီးနေတာမျိုးတွေအကုန်လုံးသိမ်းကျုံပြီးတော့လှုပ်ဆောင်နေတယ်နေပြီးတော့စစ်ဘက်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအစာမကြေဖြစ်နှာပွားနေပါကြောင်းကျွန်တော်ပြည်သားစုတွေကိုဖော်ပြလိုက်တာဖြစ်ပါတယ် KNU ဒီလိုမျိုးစေရန်ဂျင်ဘော်ကအစင်းတိုက်ခိုက်ချိန်မုန်းခဲ့တာဒါနဲ့ဆိုရင်နှစ်ကြိမ်ထက်မနည်းရှိနေပြီဆိုတော့အချိန်ကောင်းမှာကွက်တိလုတ်သွားတာဖြစ်တယ် ဘာမှကြိုတွင်မှန်းဆလို့မရဘူးအခုသေမလားမနှက်ပြန်သေမလားမကြမကြသေမလားဆိုတာကိုကိရင်နေမီမှကိရင်ပကညောတွေကလာဆုံးဖြတ်มาဖြစ်ပါတယ်အကျွန်တော်ဖက်စခွေးတက်ကកောင်းနေဘာမှလှုပ်ချိန်တော့ရလိုက်မှာမဟုတ်ဘူးပြောချင်တာကတော့စစ်ကူပြစ်ကူတော့တောင်းချိန်တော့မရလိုက်ဘူးဆိုတာမျိုးတွေကိုထပ်မှန်ပြီးတော့ကျွန်တော်တို့အမြင်တွေ့ရဖို့ရှိပါတယ်သတင်းကောင်းတွေများကြီးရှိပါကျွန်တော်မိသားစုနေချိန်နဲ့တပြေးညီ join မိသားစုတွေကြားရမှာဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာတွေ join မိသားစုအားနှစ်သက်မယ်လို့မျှော်လင့်တယ်ကျွန်တော်တို့နောက်ထပ်သတင်းလေးတစ်ခုရှိသေးတယ်ဗျအတီးပြုတ်ဈေးလို့လည်းပြောလို့ရမယ်ပြီးတော့အတီးပြုတ်လို့ရတယ်လို့လည်းပြောလို့ရတယ်အဲ့ဒါကတော့ကင်းနီနယ်တဝိုက်မှာ MI ဆမ်မီဆေးရရင်ဒစီရေစင်းတောက်သွားတယ်အဲ့ဒီမှာပါလာတဲ့အကြမ်းမဖက်စစ်ခွေးတဲ့အရာရှိအပါဝင်စစ်ခွေး 15ကောပွဲချင်းပြီးဂိမ်သွားတယ်ဆိုတဲ့ကိစ္စတွေလည်းရှိနေသေးတယ်ကျွန်တော်မိသားစုဝင်နေတော့အစဉ်ကင်နန်းတွေဟုတ်ပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တာကျွန်တော်မိသားစုအားနဲ့တက်မလို့မျှော်လင့်ပါတယ်ကျွန်ရဲ့ Telegram အခုပေါ့နော်လူ400ကျော်လောက်ပြန်ပြီးတော့ကျွန်တော်မိသားစုဝင်နေ join ထားတာကိုကျွန်တော်တွေ့ရပါတယ်အဲကျွန်တော်တို့ထပ်ပြီးတော့အရင်လိုပဲဝင်းရန်ကူညီပေးပါအရင်လိုပဲကျွန်တော်မိသားစုဝင်တွေကျွန်ရဲ့ Telegram ရဲဘော်ရှမ်းလေး official channel အဲ channel ပေါ့နော်အဲ့ဒီ channel ကိုလည်းဝင်ပြီးတော့ join ပြီးတော့ကျွန်တော်တို့အတူရှင်းသက်ကြပါဆိုလို့ပြောကြရင်လည်းဒီကနေ့ video ဆုံးသက်ပြစေတနေ့ Pacific Cup ပြီးကြောင်းနေကြောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုဝင်တဦးချင်းစီတိုင်းပြီးရင်ကင်းရှင်းပါလျော်လေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေဝှက်ရှက်လေးပါဗျာ